GA exercise 4.6 number 2 y square plus ky plus 10မှာသူက k ရဲ့တန်ဖိုးကိုလိုချင်နော် k ရဲ့တန်ဖိုးလိုချင်ဒါကိုမတွက်လေဒါကိုရင်ကြည့်မယ်ဒီနောက်မှာရှိနေတဲ့စခွဲကိ6ကိုခွဲလိုက်မယ်နော်နှစ်3လီတိ6နှစ်3လီ6သူ့ကိုခွဲလိုက်ရတယ်16လီ6လဲခွဲလို့ရပါတယ်နော်ဒီလိုမျိုးခွဲလိုက်လို့ရှိရင်သူတို့နှစ်ခုကိုပေါင်းလိုက်ရလာတဲ့အဖြေဒီပါနဲ့တော့တူလို့ဆို ဒီ ice ရဲ့အရှိမရှိနေတော့7 ice ရဲ့မြောက်ဖော်ကန်7နဲ့တူရမှာဖြစ်ပါတယ်နော် this is ကိုစခွဲကန်ခွဲလိုက်လို့ရှိရင်သူက1နဲ့ခွဲရဲ့1 into 6 6ကိုခွဲမယ်6ဆိုလို့ရှိရင်1 into 6ကဲလို့2နဲ့ခွဲဆို2 into 3 3နဲ့ခွဲ3 into 2ဆိုတော့2လေးဆိုမီယူတော့ဘူးဒါဆိုရင်တို့နှစ်ခုကိုပေါင်းလိုက်ဒီနောက်ကိုင်းမရှိတဲ့6ကိုဆောက်ခွဲခွဲလိုက်လို့ ဒီကိန်းနှလုံးကိုပေါင်းလိုက်လို့ရှိရင်အလဲကိန်းရဲ့မြောက်ဖို့ကိန်းကိုရရတယ်ဆိုလို့ရှိရင်ဒီဒီ7နေရာဒီ1 and 2 1 and 2 6ဆိုလို့ရှိရင်1နဲ့6နဲ့ပေါင်းအောင်ပေါ့နော်ဒီ7ဒီ1နဲ့6နဲ့ပေါင်းလိုက်လို့ရှိရင်သူရဲ့7နဲ့ညီညီဖြစ်ပါတယ်နော်ဒီလားကိုဒီလိုနဲ့တွက်မယ်လို့ရှိရင်10ကိုခွဲကြည့်မယ်10ကိုဆောက်ခွဲကိန်းခွဲမယ်1နဲ့ရင်ခွဲမယ်1 into 10 2 into 5 3နဲ့ခွဲလို့မရဘူး4နဲ့ခွဲလို့မရဘူး5နဲ့ခွဲရင်9နဲ့လီ10နော်အဲ့လို့ရှိရင်သူ့ကိုခွဲလို့ရှိရင်အဲ့လို့ရှိရင် K ရဲ့တန်ဖိုးဆိုလို့ရှိရင်သူတို့ကိုခွဲလိုက်လို့စောက်ခွဲကိန်းရအာစောက်ခွဲကိန်းမှာရလာတဲ့ကိန်းနှလုံးပေါင်းလိုက်လို့ရှိရင်ဒီအလဲကိန်းရဲ့မြောက်ပေါ်ကိန်းကိုရမှာဖြစ်ပါတယ်။လို့ရှိရင်ဒါကြောင့်မို့ K ရဲ့တန်ဖိုးဒီပါရမစို့1 10 11နောက်နောက်တစ်ခုတို့မှာဟောဘာနဲ့ဘာနဲ့ပေါင်းရမစို့ 2 plus 5 equal to 7ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ k ရဲ့တန်ဖိုးဒီ11ဒုမဟုတ်7နော်11ဒုမဟုတ်7ရမှာဖြစ် k is equal to 11ဒုမဟုတ်7ရမှာဖြစ်ပါတယ်။ဒါကကြတော့ k ကိုရှာတဲ့ပုံစံ နောက်ခါကိုရေ a square plus kx bar 20ဆို20ကိုခွဲမယ်20စီ1 into 20တခုရမယ်နောက်1နဲ့ခွဲပြီး2နဲ့ခွဲမယ်20 20နောက်3နဲ့ခွဲလို့မရဘူး4နဲ့ခွဲမယ်4 5 20နောက်5နဲ့ခွဲမယ်5 4 20 2ရဆိုလို့ရှိရင်မရှိတော့ဘူးเนาะဒါဆိုရှင်ဒီ20ရဲ့စခွဲခိုင်းပြီး1 into 20ဖြစ်တဲ့အတွက်ကြောင့်ဒီနောက်ကရဲ့ အဆောက်ခွဲကိန်းဒီအလဲကိန်းရဲ့နောက်နောက်ခွဲဆောက်ခွဲကိန်းနှလုံးကိုပေါင်းလိုက်လို့ရှိရင်အလဲကိန်းရဲ့မြောက်အလဲကိန်းရဲ့မြောက်ဖော်ကိန်းကိုရမှာဖြစ်ပါမယ်။ဒါကြောင့်မို့ K ရဲ့တန်ဖိုးဒီဘာလဲဆို1 plus 20တခုရမယ်21 now k ရဲ့တန်ဖိုးဒီ2 plus 10 12တခုရမယ် now k ရဲ့တန်ဖိုးဒီ4 plus 5 9တခုရမှာဖြစ်ပါတယ်အဲကြောင့်မို့ k is equal to 21တို့မှာဟုတ်12တို့မှာဟုတ်9ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လည်း -10 ကိုခွဲရမှာခန်းတော့က plus ပေါ့နော်ဒါက -10 -10 ဆိုလို့ရှိ10ဆိုတော့ရှိ1 into 10လောက်ခုအခုရှိမှာ minus လို့ရှိ -10 လိုက်မယ် ။ Now နောက်တစ်ခုနောက်တစ်ခုခွဲမှာဆိုလို့ရှိရင်2နဲ့ခွဲမယ်2 into 5 2ရဲ့ရှိမှာ minus ထည့်လိုက်မယ်။ Now 2နဲ့ခွဲလို့ရတယ်3ไม่อยากวู5ไม่อยากวู4ไม่อยากวู5ไม่อยากวูဆိုလို့ရှိရင်5က5 into 2ပဲဆိုလို့ရှိထားတော့ထားလိုက်နော်။ဆိုလို့ရှိရင်သူ့ရဲ့ k ရဲ့တန်ဖိုးဒီ minus 1 plus 10 is equal to 9 minus 2 plus 5 is equal to 3 to jao k ရဲ့တန်ဖိုးဒီ9တို့မှာဟုတ်3ဖြစ်ပါတယ်။အဲလဲဆိုလို့ရှိရင်ဒီမှာလို့24 24ရဲ့ရှေ့မှာ minus ဖြစ်တဲ့အတွက်ကြောင့် info ကို1နဲ့စခွဲမယ်1 into 24ဒီရှေ့မှာ minus ချက်မယ်နောက်တစ်ခု2နဲ့စခွဲမယ်12 minus ချက်မယ်3နဲ့စခွဲမယ်နော် 3824သူရှိမှာ minus ထည့်မယ်။ Now 4နဲ့ဆောက်ခွဲမယ်4 into 6824 minus ထည့်လိုက်မယ်။အာပြီးလို့ရှိရင်9နဲ့ဝင်ရအောင်6နဲ့ရအောင်6 24 2ပါပြီနော်။ပြီးလို့ရှိရင်သူ့ရဲ့ k ရဲ့တန်ဖိုးဒီဘာရသွားနိုင်လဲဆိုလို့ရှိရင် minus 1 plus 24အရှင်သူ့ကို23ရမယ်နောက်တစ်ခု minus 2 plus 12 now you have 10 minus 3 plus 8 5 minus 4 plus 6 2 the jumbo here jumbo so go she 23 to my heart 10 to my heart 5 to my heart 2 yama people that square plus 3 plus k ကျနီယာကိုဆောက်ခွဲကိန်းခွဲဦးမှာမတိကိန်းဖြစ်နေတယ်ဒီကပြဒီကိန်းကိုကျွန်တော်တို့ခန့်မှန်းကြည့်နေတော့ပေါ့နော်ဒါဆိုရင်3ရအောင်ဆိုလို့ရှိရင်1 plus 3နော်3ရနိုင်တဲ့ကိန်းဒီကျွန်တော်ဟောလို့ရှိရင်အာ5 minus 2လည်းရနိုင်တယ်လေ5 minus 2လည်း3ရတာပဲဒီလိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအပေါင်းနဲ့ပဲစဉ်းစားလိုက်လို့ဆိုလို့ရှိရင်ဒါ k ရဲ့တန်ဖိုးဒီ k ရဲ့တန်ဖိုးဒီအာတို့နှစ်ခုကိုမျှောင်းလိုက်မယ်ဆိုလို့ရှိရင် minus သူက plus ပဲဖြစ်တဲ့အတွက်ကြောင့်ဒီ minus 5ကိုစဉ်းစားတော့ဘူးเนาะဒီ minus 5 minus 5အာ5 minus 2နဲ့စဉ်းစားတော့ဘူးသူလည်းပဲစဉ်းစား1 plus 2 3ဆိုလို့ရှိရင် 1+2 k ရတံပိုးဒီအလဲကိန်းတစ်ခုကိုဒီကိန်းတစ်ခုမြှောက်လိုက်မှသာလေရင်သူ့ကို k ကိုရမယ်။အဲ့တော့ငါကြတော့ ဒီကဲအနောက်ကိန်းကိုနှစ်ခုကိုဆောက်ခွဲကိန်းခွဲလိုက်လို့ပေါင်းလိုက်လို့ရှိရင်သူ့ကိုရတယ်ဆိုလို့ရှိရင်သူတို့နှစ်ခုပေါင်းလိုက်လို့ပေါင်းရတဲ့ကိန်းတစ်ခုကိုပြန်မြှောက်လိုက်လို့ရှိရင် k တန်ဖိုးရမှာဖြစ်ပါတယ်ဒါကြောင့်မူ k is equal to 1 into 2ဖြစ်လို့ရှိရင် k ရဲ့တန်ဖိုးဒီ2ရမှာဖြစ်ပါတယ်နော်ဒါ plus နဲ့စဉ်းစားရတယ်ဒီမှာဘာလို့ဖြစ်နေလဲဆို plus ဖြစ်နေတယ်ဖြစ်တဲ့အတွက်ကြောင့် y square + 6y + k ဒီကိန်းမှာဆိုလို့ရှိရင်သူတို့အလဲကိန်းရဲ့မြှောက်ပေါ်ကိန်းတစ်ခုကို ပေါင်းလိုက်လို့ရှိရင်အနောက်ကိန်းတစ်ခုအနောက်သူတို့နှစ်ခုကိုပြန်မြှောက်လိုက်လို့ရှိရင်အနောက်ကိန်းလို့ရမှာဖြစ်ပါတယ်နော်အဲလိုရှိရင်သူ့ကို6ကိုကျမတို့က1နဲ့စဉ်းစားပြီးတော့ပေါင်းကြည့်1 5နောက်2နဲ့စဉ်းစားရင်2 4 3နဲ့စဉ်းစားရင်3 3ပြောင်းပြန်ပါเนาะဟိုခုကိုင်းနေဆိုလို့ရှိရင်အနောက်ကိုင်းနေ level လို့ဆိုပြောင်းပြန်ယူစားနိုင်မယ်လို့ရှိရင်အာတို့နှစ်ခုကိုမြှောက်လိုက်လို့ရှိရင်ခေတံဖို့ရမယ်တို့နှစ်ခုကိုမြှောက်လိုက်ရင်ခေတံဖို့တို့နှစ်ခုကိုမြှောက်လိုက်ရင်ခေတံဖို့ဒါကြောင့်မို့ k is equal to a1 into 5တခုရမယ်ဒိုမာဟော့2 into 4ဒိုမာဒိုမာဟော့3 into sorry 3 into 3 into 3ရမှာဖြစ်ပါတယ်အကြောင်းမို့ Natalie nga five do ma hok six do ma hok အောက်တော့ဒီကို9ရမှာဖြစ်ပါတယ်